တချို့အချက်အလက်တွေကဟိုကိုလက်လမ်းမမီတဲ့အရာတွေဖြစ်တယ်ပေါ့လက်လမ်းမမီတဲ့အရာတွေဖြစ်တော့အဲ့ဒီကိစ္စတွေကဟိုတချို့ကိစ္စကတွေးတောပြီးတော့အချိန်မဖြုံးတဲ့ကိစ္စလို့ဒီလိုယူဆတယ်ပေါ့ဆိုပါစို့တခါတရံကျတော့အများယုံကြည်မှုပေါ်မှာမူတည်ပြီးတော့ဟောထားတာမျိုးတွေရှိတယ်ဟိုမဟာပရိနိဗ္ဗာန်တုံးမှာ မြင်းငလင်းတုံလို့ချင်းအကြောင်းဆိုတဲ့နေရာမှာပထမဆုံးအချက်မှာဗာဟောထားတော့စေဤကဘာမြေကြီးရဲ့ကဘာမြေကြီးရဲ့အောက်မှာရေတူကြီးရှိတယ်တဲ့ရေတူကြီးအောက်မှာလေတူကြီးရှိတယ်တဲ့ရာဒီဝုဒုဒီလေတူကြီးလှုပ်ရှားသွားတဲ့အခါကျတော့ရေတူကလှုပ်ရှားတယ်ရေတူလှုပ်ရှားတဲ့အခါကျတော့မြေတူကလှုပ်ရှားလို့ငလင်းလှုပ်တယ်လို့ဒီလိုဆိုထားတယ်အဲ့ဒီမိကုံးကို ဂျာမနီနိုင်ငံမှာသွားပြီးတော့ပြီးတော့မှသင်တန်းပို့ချတဲ့အခါကျတော့ကျောင်းသားတယောက်ကမေးတယ်ခန့်ငယ်ငယ်ပဲသူလဲကျောင်းသားတယောက်ထဲကသင်တန်းလာတဲ့တဲ့ထဲမှာသူကမေးတယ်အဲ့ဒီမှာတဲ့မြေကြီးအောင်ရေရေအောင်လေးလို့ဒီလိုတွေ့ရပါတယ်တဲ့တကယ်ပဲမြေကြီးအောင်မှာရေရေအောင်မှာလေဒီလိုနေတာလားအဆင့်ဆင့်ဒီလိုသဘောလားလို့ဆိုတော့ဘုန်းကြီးကမင်းကဘာမြေကြီးရဲ့မြေပုံကိုတွေ့ဘူးတယ်မဟုတ်လားလို့ ကဘာမြေကြီးမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကဘာမြေတွေဟာပင်လေကြီးတွေရေပြင်တွေပေါ်မှာဖလုတ်တင်းဖြစ်နေတာမြေကြီးကဖလုတ်တင်းဖြစ်နေတယ်ဆိုတာမြေပုံအရကြည့်လိုက်ရင်သိတာလေဒီကဘာကြီးဟာအာကာသကြီးထဲမှာသွားနေတယ်ဆိုတာ ਨੇ ဒီကနေ့သိပ္ပံကလည်းလက်ခံထားတယ်ဘုရားတရားတော်အရလည်းဒါထင်ရှားတယ်ပေါ့အောက်ကလေလူကြီးရှိတယ်အာကာသကြီးထဲမှာတီးနေတာဆိုတော့ဒါလေလူရှိတယ်ပေါ့လေဒု ရေတုရေတုဆိုတာဒီလိုမျက်စိထဲမှာမြင်လို့အောက်ကလေအဲ့ဒီရဲ့အထက်ကရေအဲ့ဒီအထက်ကမှမြေဒီလိုပြောတာမဟုတ်ဘူးလို့ကဘာရေပြင်းကြီးထဲမှာဒီကျွန်းကြီးတွေတွေက floating ဖြစ်နေတာလို့အဲ့ဒီအမြင်ကိုချိပြီးတော့လို့အောက်ကလေတူးလှုပ်ရှားတဲ့အခါမှာရေတွေလှုပ်တယ်ရေတွေလှုပ်တော့မြေကြီးကဘာမြေကြီးလှုပ်လာတယ်လို့ဒီလိုဆိုတာပါလို့ဟုတ်ကြအဲ့လိုရှင်းပြတော့ ကြံတဲ့လူတွေကအဲ့ဒါဒါဟုတ်တယ်ဟုတ်တယ်အမြင်နဲ့တချို့ကိစ္စဟာပြောထားတာဖြစ်တယ်ပေါ့ဒီဒါကြောင့်မို့ဒီလိုအထက်အောင်ဒီလိုနေတဲ့သဘောကိုပြောတာမဟုတ်ဘူးပေါ့အထက်အောင်နေတဲ့သဘောပြောတာမဟုတ်ဘူးအထက်အောင်နေတဲ့သဘောဆိုလို့ရှိရင်ဒီမြေပြင်ကြီးကကျွံ့မျောကြီးလို့ဖြစ်နေအဲ့ဒီလိုဒီလေဒုလေဒုရဲ့အထက်ကရေဒုရေဒုရဲ့အထက်ကမှမြေဒုလို့ဒီလိုပြောတာဟာ အမြင်အားဖြင့်ပြောထားတာလေခံထားတာတော့မှန်တယ်။ဘာဖြစ်လို့မှန်တယ်လို့ပြောရလို့ဆိုရင်ကဘာကြီးစပြီးတော့တီးလာတဲ့အခါမှာတကယ်ကောင်းရင်မြင်ကြီးထဲမှာမိုးတွေရွာလိုက်တာရွာလိုက်တဲ့မိုးကတပောက်ထဲလို့တဆူတဲ့လေရဲ့တွန်းအားနဲ့သူကအလုံးကြီးသဘောမျိုးဖြစ်ရေပေါက်ဆိုကြတဲ့လူတွေကဒါအလုံးဆိုတာထင်ရှားတာပေါ့အပြားကြီးတော့မဖြစ်နိုင်ဘူးနော်ကောင်းကင်မှာတီးနေတဲ့အရာတစ်ခုအလုံးမဖြစ်အဲ့ဒီအပေါ်မှာအပေါ်ချောနည်းနည်းတင်းလာပြီးတော့ ကဘာမြေပြင်ဖြစ်လာတယ်လို့ကဘာကြီးပြန်တီလာတဲ့အကြောင်းကိုရေးထားတဲ့စာတွေမှာအဲ့လိုပြောသည့်အတွက်ကြောင့်ဒါလေလူထဲမှာရှိတယ်ဆိုတာလဲသိကြတယ်ဒီကဘာကြီးမှာ ရေနဲ့ကုန်းနဲ့ဆိုလို့ရှိရင်ရေကများတယ်ဆိုတာလဲထင်ရှားတယ်ကုန်းရှိတယ်ဆိုတာလဲအားလုံးသိနေကြတယ်ဒီလိုအဆင့်ဆင့်တစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့နေတာကိုရှင်ညွန့်ပြောတာပါလို့အဲ့ဒီတော့ကခေါင်းကြီးတို့အဲ့လိုပဲဖြည့်ရှင်းပေးခဲ့ပါတယ်အဲ့တော့ဒါတွေနဲ့ပတ်သက်လာလို့ဒီမေးခွန်းတွေကတော့ ခုနကပြောတယ်လို့ပဲဒိဗ္ဗစကုရအောင် ကိုယ်တိုင်တော်လည်းချင့်ဒိဗ္ဗစကုရတဲ့ပုဂ္ဂိုလ်ကချိန်ပြီးမှလည်းပြင်ရှင်းလို့ရမယ့်ကိစ္စတွေပါထားတယ်အဲ့